မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရယ်ဖျားသခင်ရဲ့ဂျေဇုတော်ကိုချီးမွားပါရယ်ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်မေလ9ရက်နေ့သို့ရောက်ရှိလာပါပြီပူဆောင်တော်မူသောဖျားသခင်ကိုဂျေဇုတင်ပါရယ်နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေနှုတ်ဘတော်တော်ဆက်ကဆုတောင်းကြပါစို့အဖဖျားသခင်ဂျေဇုတင်ပါရယ်နှုတ်ဘတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါနနေတဲ့တမန်တော်ကိုတန်ရှင်းတော်ဝိညာဉ်တော်ဖျားကိုတော်ဥဆောင်တဲ့ပေါ်ပြပါ နေ့စဉ်ကြည့်ရှုသူအားလုံးကိုကောင်းချီးပေးပါရယ်အခုလဲကျွန်တော်ပြောခြင်းထက်ကိုယ်တော်ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါလေဖျာအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ကောင်းစဉ်တစ်ခုနားထောင်နေပါရယ်ယေရုရှလင်မြို့ဤအခြားအမိများဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေပါရယ်အဲ့တော့ကျမ်းစာထဲမှာယေရုရှလင်မြို့နဲ့ပတ်သက်ပြီးအခြားအမိတွေအများကြီးရှိပါရယ်အဲ့ဒီထဲကနေကျွန်တော်၁၂ခုနားထောင်တာဒီကနေ့ဆို၉ခုမြောက်ကို ရောက်ပြီးဖြစ်ပါတယ်။အနမတိပထမတစ်ခုကတော့ယေရုရှလင်မြို့ရဲ့အချားမီနံပါတ်၁ကရှာလင်မြို့ဖြစ်တယ်။ကောက်ချန်ကကြီး14အငယ်16က20 86ခုမြောက်သောဆာလာအပိုင်ငယ်1ကိုဖိုင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။နံပါတ်2ကတော့သစ္စာစောင့်သောမြို့ဟေရှာနဂရီချန်ကကြီး1ငယ်26ကိုဖိုင်ရင်တွေ့ရမှာဖြစ်တယ်။နံပါတ်3ကတော့ငါနှစ်သက်သောသူဟေရှာ62အငယ်4ကိုဖိုင်ကျွန်တော်တွေ့ရမယ်။နံပါတ်4ကတော့ထာဝရဘုရားဤပတ်လင် ယေရုရှလင်နိုင်ငံတကြံခန်းကြီး၃အငယ်၁၈ကိုဖတ်ရင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။ဒါယေရုရှလင်မြို့ရဲ့အချားအမီတွေ။ဟောယေရုရှလင်ယေရုရှလင်မြို့ထာဝရဘုရားဤပလင်လို့လည်းခေါ်တာဖြစ်တယ်။နံပါတ်၅ကတော့ဇီအုံမြို့၆၆ခုမြောက်သောဆာလံပိုက်ငယ်၂ယေရုရှလင်မြို့ဇီအုံမြို့လို့လည်းခေါ်တာဖြစ်တယ်။နံပါတ်၆ကတော့ငါတို့ဘုရားသခင်ဤမြို့တော်။ယေရုရှလင်မြို့ကိုဘုရားသခင်မြို့တော်လို့လည်းခေါ်တယ်။၄၈ခုမြောက်သောဆာလံပိုက်ငယ်၁ကိုဖတ်ရင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။ နောက်နံပါတ်9ကတော့ယေရုရှလင်မြို့တမာမြို့လို့လည်းခေါ်ရယ်ဇခရိခန်းကြီး၈အငယ်3ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်ဖြောက်မှတ်ခြင်းတမာတရားနဲ့စုံလင်ခြင်းရှိသောမြို့လို့ခေါ်ရယ်ဘာကြောင့်လဲဆိုတော့ထို့သို့ခေါ်ရတဲ့နေ့တနေ့ပြန်ရောက်လာမယ်တကယ်တော့ယေရုရှလင်မြို့မှာဒူးစရိုက်တွေညှဉ်းညူးခြင်းတွေအများကြီးတော့ရှိခဲ့တယ်အဲ့သို့သောညာလေတနေ့တမာမြို့လို့ပြန်ခေါ်ရတဲ့နေ့စုံလင်ခြင်းဖြောက်မှတ်ခြင်းသစ္စာရှိခြင်းတမာတရား၌ယက်တည်ခြင်းရှိတဲ့မြို့လို့ ခေါ်ရတဲ့နေ့တနေ့ရောက်လာမှာဖြစ်တယ်ဒါဇခရီနာဂရီကျန်ခန်းကြီးရှေ့ငယ်၃ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်နောက်ကျွန်တော်တို့နံပါတ်၈ကတော့ယေရုရှလင်မြို့ယေဟူဝါရှာမာလို့လည်းခေါ်ပါတယ်ယေဟူဝါရှာမာရဲ့အတိတ်ဘယ်ထာဝရဘုရားသည်စိုးစံသည်လို့အတိတ်ဘယ်ရတယ်ယေဇကြည်လနာဂရီကျန်ခန်းကြီး၄၈ငယ်35ကိုဖတ်ရင်အဲကျွန်တော်အဲ့မှာလေတွေ့ရမှာဖြစ်တယ်ဒါကျွန်တော်အများကြီးဖော်ပြခဲ့ပြီဖြစ်တယ်ကဲဒီကနေ့ကတော့ကျွန်တော်နံပါတ်9ယေရုရှလင်မြို့အရီလာမြို့လို့ခေါ်ပါတယ် အရီလမြို့အဲ့တော့အရီလဆိုရဲအတိတ်ဘေကဘာလေးဆိုတော့ဖယားသခင်ဤချန်သိမ့်လို့အတိတ်ဘေရပြန်ပြောခြင်းနဲ့အရီလဆိုရဲအတိတ်ဘေကဖယားသခင်ဤချန်သိမ့်လို့အတိတ်ဘေရပါလေအေရှာယအခန်းကြီး29အငယ်1ကိုအနေငယ်ဖတ်ပြီးခြင်းနဲ့အရီလမြို့ဒါဝိတ်မင်းနေသောအရီလမြို့သည်မင်္ဂလာရှိ၏တနှစ်ပေါ်မှာတနှစ်ထက်ကြလောပွဲတို့ကိုအလဲ့လဲ့ခံကြလော ်အာမင်ဒါဝိမင်းကြီးကဒီဟေဗျုံမြို့မှာခုနှစ်နှစ်သူနန်းထိုင်ယေရုရှလင်မြို့မှာသူ33နှစ်နန်းထိုင်တာဖြစ်တယ်အဲ့တော့ဒါဝိမင်းကြီးကတိုင်းပြည်ကို နှစ်40သူ အုပ်ချုပ်ခဲ့တာဖြစ်တယ်အဲ့တော့ကျမ်းစာထဲမှာအစ္စရေလရဲ့ပထမဆုံးဘုရင်က ရှောလုဖြစ်တယ်ရှောလုလည်းနှစ်40ဒါပေမဲ့ရှောလုကအတိအကျပြောရင်ရှောလုကနှစ်40နည်းနည်းဆုံးတဲ့ဘောတော့တွေ့ရတယ် ဒါဝိကနှစ်40 now ရှောလမုန်ကနှစ်40အဲ့တော့ဒီနှစ်40ချင်းတူတာတော့မှဒါဝိမင်းကြီးလက်ထက်မှာအလွန်အောင်မြင်ပြီးတော့အခြားအတိုင်းတိုင်းအငံအတိုင်းတိုင်းပြည်ပြည်အသူတွေကဒီယေရုရှလင်မြို့အကြောင်းကိုခဏခဏပြောတာဒါဒါဝိမင်းလက်ထက်မှာဒါကြောင့်ဒီယေရုရှလင်မြို့ကိုအရီလမြို့လို့လည်းခေါ်တယ်အဲ့ဒါပါလေဖျားသခင်ရှင်သိမ့် ော့ဒါဝိတ်ကဒီစစ်ပွဲတွေတိုက်တဲ့အခါမှာသူ့မှာရှုံးပွဲတစ်ခါမှမရှိဘူးသူပထမဆုံးစတိုက်ခဲ့တဲ့သူကဘယ်သူလဲဆိုတော့ဂေါလိယက်ဖြစ်တယ်6တောင်နဲ့တထွာမြင့်ပေနဲ့တွက်ရင်9ပေကျော်တယ်အဲ့ဒီ9ပေကျော်ကြီးကိုဒါဝိတ်ကဖယားနာမနဲ့တိုက်တဲ့အခါဒါဝိတ်အားနဲ့ဂေါလိယက်ပြစ်လဲသွားတာမဟုတ်ဒါဝိတ်ပြစ်လိုက်တဲ့လောက်လွဲထဲမှာဖျားသခင်ရဲ့အာပါလို့ဂေါလိယက်တစ်ချက်ထည့်ပြစ်လဲသွားတာ ရိကင်းသင်ဟာတချို့အရာတွေကသင်အားနဲ့လုံနိုင်မှာမဟုတ်ဘူးဒါပေမဲ့သင်ဆုတောင်းဖရာနဲ့သွားလာဖရာလက်ထဲအပ်လိုက်ဖရာအားပါရင်သင်ရှေ့မှာဘလောက်ရက်နေတဲ့အရာဘလောက်မလဲနိုင်တဲ့အရာတွေဖြစ်ဖြစ်ပြိုလဲသွားမယ်ဆိုတော့သတ်တွေ့ရတယ်အရောဂေါလိယဆိုတာခိုင်ခန့်ခြင်း တတိုင်းတစ်ခုလိုပုံဆောင်တယ်သူ့ဘုံဖြိုလို့မရဒါပေမဲ့ဒါဝိတ်ကဖြိုတဲ့အခါတစ်ချက်သေးနဲ့ပြီးတယ်ဘောင်းနဲ့ဆိုဖရာပါလို့ 大家， 你在外面那个的，你一日起来没有阿瑞拉庙路来考人，他不晓得欠债，不晓得给人欠债。大家，你一日起来没有啊？大家欠债呢难健康是吧？欠债嘛，不说对伢来说，那么对爷爷间对伢，啊，一日起来没有嘛？爷爷间呢啥呢高级？那么你宽啊，欠了的，点宽才记得。大家话儿也欠了一点，要多的，必须有多娃儿留一个。 ။ဘောင်းလဲဆိုရှင်သိက်ကသူ့လက်ထိပ်ရောက်တဲ့ပစ္စည်းကိုအခြားသူ့ကိုတော်တော်မပီးဘူး။နားလည်အောင်ပြောရင်ယေရုရှလင်မြို့ရတဲ့အရာကိုခြားသူလားလူလို့မရဘူးလို့အဓိပ္ပာယ်ရတယ်။ခေါ်အား။နောက်နံပါတ်3ကတော့အစွမ်းသက်တည်ရှင်သိက်ရှင်သိက်တည်းကအစွမ်းသက်တည်ရှိတယ်။တားကောင်တားခေါင်ကိုဘလို့ဖမ်းရမလဲဘလို့မျိုးအနိုင်ယူရမလဲနားလည်အောင်ပြောရင်တော့ဒီတားခေါင်သူ့ရှေ့မှာဘလို့ပြိုလဲသွားအောင်သူဖြိုနိုင်တဲ့အစွမ်းတတိရှိတယ် ော်နားလည်အောင်ပြောတော့ယေရုရှလင်မြို့ခေတ်ဆက်ဆက်ကလူတွေကဖြိုကြဒါပေမဲ့ဘုရားသခင်ကဒီယေရုရှလင်မြို့အရီလာမြို့လို့တတ်မှတ်ထားတယ်ပြောကြရင်ဘုရားခင်ရဲ့ခြင်သိတော့ဒီယေရုရှလင်မြို့ဖြိုလို့မရအောင်ဘုရားသခင်ကဘာဖြစ်လဲအစွမ်းတတိနဲ့ခိုင်ခတ်မှုကိုပြီးမှာဖြစ်တယ်နောက်နောက်လေးရတော့အုပ်ဆိုးခြင်းခြင်သိကအုပ်ဆိုးခြင်းရှိတယ်ဒီတော့မှသူအုပ်ဆိုးတယ်ခြင်သိဒီဟိင်းရင်တော်သားကောင်တွေကကြောက် အနားနေအောင်ပြောရင်တော့ယေရုရှလင်မြို့ဘုရားသခင် ပြုမဲ့အရာကိုအခြားသူတွေမြင်ပြီးကြောက်ရအောင်ဒါကိုပြောချင်နောက်တော့ငါကတော့အခွင့်တကူအာနာချင်းသိတယ်မှာအခွင့်တကူအာနာရှိသူကတောပခြင်းပဲဘာကြောင့်လဲဆိုတော့တောသားရဲ့အလုံးကချင်းသိတယ်ကိုကြောက်ရတယ်ဒီလိုပဲယေရုရှလင်မြို့ကိုလူတွေကဘလို့ဒုက္ခပေးဖို့စဉ်းစားစဉ်းစားတနေ့ယေရုရှလင်မြို့ကိုကြောက်ရတဲ့နေ့ရောက်လာအောင်ဘုရားသခင်ကလုပ်တယ်အဲ့ဒါပါလေအရီလမြို့လို့ခေါ်ပါတယ် တောင်ဖျားသခင်ခြင်သိရေလာဆိုတော့ကျမ်းစာထဲမှာဒီခြင်သိနဲ့ပတ်သက်ပြီးခြင်သိနဲ့တွေ့ခဲ့တဲ့သူ၃ယောက်ရှိခြင်သိနဲ့တွေ့အများကြီးရှိပါတယ်အခြားရှိပါသေးတယ်ဒါပေမဲ့ခြင်သိနဲ့တွေ့ခဲ့တဲ့ထင်ထင်ရှားရှား၃ယောက်ရှိတယ်နံပါတ်၁တယောက်ကဘယ်လိုလဲရှန်ဆုံဖြစ်တယ်တရားသူကြီးမတ်ဆာကျွန်တော်ခန်းကြီးဆက်လေးငယ်ငါးအနေ၉ထိဖိုင်ရင်ဒီတိမနတ်မျိုးကိုသူသွားတဲ့အခါမှာခြင်သိပြိုတကောင်ကရှန်ဆုံကိုခုံအုပ်တဲ့အခါရှန်ဆုံက သူ့အပေါ်မှာဖခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ရှိတဲ့အခါ तू ကရှင်သိက်ကိုဆွဲဖြဲလိုက်အမေရှန်ဆောင်ကဖခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ကသူ့ပေါ်မှာရှိတာ तू ကဖခင်နိုင်မွေးလျောခြင်းသိမရှိတယောက်တော့အားဆိုင်ရဆွဲဖြဲရဟောဒီကနေ့ဖခင်ကကျွန်တော်နဲ့အတူရှိပေမဲ့ကျွန်တော်ကလည်းဖခင်နိုင်အတူရှိနေရတော့ရှန်ဆောင်ကျွန်တော်ဒီမှာချီးမွမ်းနေဆိုတာမတွေ့ရဘူးဆုတောင်းတာမတွေ့ရဘူးဖခင်နိုင်မွေးလျောတယ်ဆိုတဲ့ချမ်းမိုက်မတွေ့ရဘူးဒါပေမဲ့ဖခင်ကသူနဲ့တော့အတူရှိတယ် အောင်စရာကောင်းနေတာဆူတောင်းတာမတွေ့ရအကြစားဖတ်တာမတွေ့ရဖះနိုင်မွေးလို့တာမတွေ့ရတဲ့ဒီရှန်ဆောင်ဟာဖះဂတိတော်ကနေသူကမွေးလာတဲ့ခါမှာဖះတကယ်သူနဲ့အတူရှိသူ့စပင်ထဲမှာခွန်အားလေးရှိဒါမဲ့ तू ကဖះကိုစွန့်ပယ်တဲ့ခါဖះတကယ်သူ့ကိုစွန့်ပြတ်သွားတယ်ဖះတကယ်ရဲ့စွန့်ပယ်ခြင်းသူခါကျန်တာလည်းမဖះတကယ်စွန့်ခြင်းခါရတယ်ဆိုတာလေတော်တော်လေးအခြေအနေဆိုးတယ် ဘုရားခင်ကပြောပြရမစွန့်လို့ပြောရိုက်ဖေ။ဒါပေမဲ့ဒီဒေလီရောက်ဒေလီလောက်သူလျှက်ဝက်ချက်တော့ပြောရဲခါဒီသဘင်ညှက်လိုက်တဲ့အခါမှာဘုရားခင်သူ့ကိုစွန့်သွားတယ်။ဘုရားခင်သူ့ကိုစွန့်တဲ့အခါရှန်စောဘာလောက်လောက်အဆင်မပြေတော့။မြေမီယိုနဲ့လူတထောင်တရက်ထဲမှာနိုင်ခဲ့တဲ့ရှန်စောဟာလူတယောက်ကိုတော့ဖြိုလဲခြင်းမလုပ်နိုင်တော့။မခုခံနိုင်တော့။ဘောက်ဘုရားခင်သူ့ကိုစွန့်သွား။တောင်းဒီနေ့ အရီလာဆိုဘုရားသခင်ရှင်သိလို့လေးပဲရရှန်စုံကရှင်သိကိုလောင်နိုင်ခဲ့ဘူးလေဘုရားခင်သူနဲ့တူရှိတဲ့ခါဒါပေမဲ့ဘုရားစကားနားမထောင်ဖျောက်မထီလေးစားလုပ်တဲ့ခါရှင်သိကိုလောင်နိုင်တဲ့ရှန်စုံဟာဘာမဟုတ်တဲ့ဒီလိလရဲ့ရင်ဝင်ထဲမှာသူကြရှုံးသွားတယ်တောင်ဒီနေ့ကျွန်တော်တို့ကဘုရားကျွန်တော်နဲ့အတူရှိတဲ့ခါကျွန်တော်မှနိုင်ခြင်းခွင့်နေရှိပါတယ်အောင်မြင်ခြင်းခွင့်နေရှိတယ် အဲ့ဒီအရာတွေတဲ့အခြားအရာတွေနဲ့သွားပြီးမလဲမိဘူးလို့အန္တရိထာတော့ရှန်ဆောင်ကိုဖះစွန့်သွားတာမဟုတ်ဘူးရှန်ဆောင်ကဖះစွန့်အောင်သူကလှုပ်လိုက်တာလှုပ်တဲ့ကြောင့်စွန့်ဉဏ်ခံလိုက်ရတာသူကဆဆွန့်တာတော့ကျွန်တော်ကရှန်ဆောင်တက်တာလည်းမမဖြစ်မိဘူးလို့ရတယ်ဒါကျန်တာမှချစ်သိမ့်နဲ့တွေ့တာရှန်ဆောင်ချစ်သိမ့်ကိုနိုင်တယ်ဒါပေမဲ့ ဒီလိလရဲ့စကလုံးနေအပြောတွေရင်ဝင်နေတဲမှာကြရှုံးသွားဒီဘုရားသခင်ကတဲ့ကိုလောကကြီးကိုနိုင်ခြင်းခွင့်ပေးထားပြီးသင်ဘာမဟုတ်တဲ့အရာနဲ့မကြရှုံးမိဘူးအားပေးချက်ညမနေ့ဒုတိယရှင်သိမ့်နဲ့တွေ့တာကျွန်တော်အားလုံးသိတယ်ဒိုင်ရီလဖြစ်တယ်ဒိုင်နာငရီကြံခန်းကြီး6ငွေ27က23ထိဖိုင်ဒီရှင်သိမ့်တွေ့နေမှာဒိုင်ရီလတညာလုံးနေပြီနောက်နေ့မနက်ဒါရိမင်းကလှမ်းမေးတယ်မင်းကိုယ်ဝယ်တယ်ဖခင်မင်းကယ်လာတယ်နောက်ဒိုင်ရီလပြောတယ်ကယ်တယ် ဘလူကေလေးဆိုတာလေသူကတက်တည်ပြအဲ့ချင်သိနှုတ်ကိုတဲ့ဘုရားသခင်ကောင်းကင်တပံလှုပ်ပြီးပိတ်လိုက်တယ်အဲ့ဒီစကားတော့ထူးဆန်းတယ်ဒိုင်းလာပြောတဲ့စကားဟောဒိုင်းလာဒီချင်သိတွင်းသားလာကြပြီမဲ့သူချင်သိလို့ခေါ်တဲ့ပြဿနာနားလည်အောင်ပြောရင်တော့သူ့ကိုကြိုက်စားမဲ့အရာသူမြင်တာမဟုတ်ဘူးအဲ့ချင်သိကိုပိတ်ထားတဲ့နှုတ်ကိုပိတ်ထားတဲ့ဘုရားသခင်ရဲ့ကောင်းကင်တပံသူမြင်အဲ့ဒါအအောင်စရာ ဟောဒီကိကျွန်တော်ကအခက်ခဲဖြစ်ရင်အခက်ခဲကိုမြင်ရမှာမဟုတ်ဘူးဒီအခက်ခဲကိုနိုင်အောင်လုပ်ပေးနိုင်တဲ့ဘုရားသခင်ရဲ့တကူကိုမြင်ရမှာဖြစ်ဘုရားသခင်ကဒီအခက်ခဲကိုကြော်လွှမ်းစေနိုင်အောင်လုပ်ပေးမယ်ဆိုရက်ဘုရားသခင်ရဲ့နှုတ်တော်ထွက်တွေကိုစွဲလန်းနေရမှာဖြစ်ဒါကြောင့်ဒါရီမင်းကြီးမိတဲ့အမေကိုတန်ရဖြေတာတိတ်လာကျကိုဝယ်တယ်ဘုရားကျွန်တော်ကောင်းမြန်မှာလုပ်ပြီးကြွက်ကြတယ် ဟာဒါရီအောင်တော်တယ်မြခုဝယ်ပြတကူကြီးတယ်တော့ဒီတိုင်းလောက်ကြောက်တုံးနဲ့ဝင်ကြီးတွေကိုအဲ့ချင်းသိတွင်းနဲ့ပစ်ချရကမြေကြီးတော်မရောက်ဘူးတဲ့လီပေါ်မှာနေချင်းသိတွေကကြိုက်စားတာတော့ဒီနေ့ဖျားပါတဲ့သူရဲ့အတ္တတာနဲ့ဖျားမပါတဲ့သူရဲ့အတ္တတာဘယ်လို့မှရှင်လို့မရဘာနဲ့မှလည်းမတူတော့ဖျားမပါတဲ့သူကဘာနဲ့တူလဲဆိုမချွန်ရသေးတဲ့ခဲတာအတုံးနဲ့တူတယ် မချွင်ရသေးတဲ့ခဲတာအတုံးကြီးခဲတာတော့ခဲတာခဲသားလေးရှိတယ်အကုန်လေးရှိတယ်ဒါပေမဲ့ရေးလို့မရအောင်ဟောချွန်မမချွန်တာလားတောင်ဖျားမပါတဲ့အသက်တာမချွန်ရတဲ့ခဲတာလည်းတော့သူဒါပေမဲ့ဖျားပါတဲ့အသက်တာချွန်ပြီးသားခဲတာချွန်ထက်နေတာရေးတယ်နဲ့ရင်းလို့ရတဲ့အရာအကုန်သူရေးလို့ရဒီနေ့ဘုံမှာသင်ရဲ့ယူပါယုံရင်ကြီးမှန်းချက်ကြီးချရေးဖျားနဲ့တော့ဖျားသို့သူကောင်းထဲပေါ်ပြီးမှာ တောင်းဒန်ရီလရှင်သိမ့်နဲ့တွေ့တယ်ဒါပေမဲ့ဘုရားသခင်သူနဲ့အတူရှိတယ်ဆိုတဲ့အရာကို ပြောတဲ့အခါဘုရားလည်းတကယ်သက်သေထူလိုက်တယ်ဒါနမနဲ့ရှင်သိမ့်နဲ့တွေ့တယ်နမသုံးရှင်သိမ့်နဲ့တွေ့တဲ့တယောက်ကကျမ်းစာမှာ prophet တပါး300 23ငွေ23 25အထိဖိုင်အဲ့ prophet တပါးကိုတွေ့ရသူကတော့ရေယောဘောင်မင်းကြီးလက်ထက်မှာရောက်လာတဲ့ prophet ဘုရားသခင်သူ့ကိုလွှတ်လိုက်တာရေယောဘောင်သူကဆုံးမတဲ့စကားပြောသူသွားပြီးဆုံးမတဲ့စကားပြောတာတကယ်ဖြစ်တယ်ရေယောဘောင် အဲ့ prophet ကိုရေရောပေါင်မင်းကြီးကဖမ်းမို့လို့လက်ဆန့်လာအဲ့လက်တောင်မှတွေ့ချောက်သွားပြန်ကိုွေးလို့မရအဲ့ prophet ကဆူတောင်းပေးမှပြန်ကိုွေးလို့ရတယ်အဲ့လောက်တောင်ဖျားသခင်ကသူ့ကိုသုံးတာအဲ့ prophet ဒါပေမဲ့ဖျားသခင်ကသူ့ကိုမှားလိုက်တယ်အဲ့ prophet အဲ့ရေရောပေါင်မင်းကြီးဘာကြွေးကြွေးဘာတိုက်တိုက်မတော့နဲ့မဆန်းနဲ့တဲ့တဲ့သွားတဲ့တဲ့ပဲအိမ်ပြန်တယ်ဘသူလမ်းမှခေါ်ခေါ်ဘာကြွေးကြွေးမဆန်းနဲ့တဲ့ဘာတိုက်တိုက်မတော့နဲ့ရေလည်းမတော့နဲ့ဘာမတော့ ရေတော်မတော့ဆိုတော့အခြားမူရတဲ့ရပို့တော့မတော့ဘာတကူမှတောက်ခွင်မရှိဘူးဒါပေမဲ့အဲ့ချိန်မှာလွဲမတဲ့ prophet တပါအဲ့မှန်ကန်တဲ့ prophet ကိုအာမင်းကအိမ်တော့လာပြီးတော့မုံနဲ့ရီလောက်တော့တောက်ပါကွာငါလဲ prophet မင်းလဲ prophet အတူတူပါပဲဆိုသွေးဆောင်တဲ့ခါအဲ့မှာပါတော့တဲ့ခါမုံနဲ့ရီကိုတောက်ဝင်လိုက်ရတာပြန်ထွက်တဲ့ချိန်မှာလမ်းမှာချင်းလိုက်ကြိုက်ပြီးသေးတယ်အဲ့ဒါတဲ့ဖတ်ချင်း300ခန်းကြီး73တခန်းလုံးဖတ်ကြည့်အမှတွေ့ရတယ် တော်လာတော့ဖះစကားနဲ့တော်ဒါပေမဲ့ပြန်လာတဲ့အခါအတူကြီးနေနဲ့ပြန်လာတာလောကရဲ့အမြင်နေနဲ့ပြန်လာတဲ့အခါကြရှုံသွားတော့တကယ်ဒီကနေ့မနဲ့မိုးလင်းဖះစကားနဲ့နိုးထတနေ့လုံးဖះစကားနဲ့တော်မိုးချုပ်ရင်ဖះစကားနဲ့အိဆက်ဖះကတိတော်နဲ့အိဆက်အရီလာမျိုးလို့ခေါ်တယ်ဖះသခင်ခြံသိမ့်လို့ခေါ်တယ်ဖះသခင်ကအံ့ဩပွေပြုတ်တဲ့အရာတွေကတဲ့အိမ်မှာပြုတ်ခြင်းခံတော့ယေရုရှလင်မြို့ ခေဆက်ဆက်ကအမျိုးမျိုးဒုက္ခတွေပြီးအမျိုးမျိုးအန္တရာယ်တွေပြုခဲ့တယ်။ဒါပေမဲ့ဂရုရှလင်မြို့အရီလာမြို့သူ့ကိုဖြစ်စည်းလို့မရဘူး။တောင်ဖျက်ခင်ခြင်းသိတဲ့သူကတောင်ဒီနေ့အားပေးခြင်းနဲ့တင့်ကိုအမျိုးမျိုးသူများတွေကဘလို့ပဲဖြိုလဲဖို့စဉ်းစားစဉ်းစားသင်ကိုလှုပ်ခွင့်မရတာတဲ့အဲ့အတူဖျားရှိသရွေလှုပ်လို့မရဒါပေမဲ့သင်ကဖျားနဲ့အတူရှိရဖို့လို့ဒါကြောင့်ဒီကနေ့ချက်တော်ကြီးကိုမှမှ ယေရုရှလင်မြို့ရဲ့အခြားမြို့အရီလမြို့ကိုဆင်ကျင်သောဓမ္မပရိသတ်များအရီလလို့ခေါ်တဲ့ဘုရားသခင်ရဲ့ခြင်သိရဲရင်ချင်းအစွမ်းသက်တိအခွင့်တကူအာဏာအုပ်ဆိုးခြင်းတကယ့်ကိုဘုရားသခင်အတူရှိတဲ့အရာတွေအားလုံးကခြင်သိကဲ့သို့ခိုင်ခန့်ခြင်းအသက်ထဲမှာရှိပြီးသားဒါတွေကိုလောကအရာတွေနဲ့မပြိုလဲမိသွားအောင်ထိုဘုရားနဲ့တသားတွေအသက်ရှင်ပြီးအရီလမြို့ရဲ့အောင်မြင်ခြင်းကို ဲ့အိမ်တဲ့အသက်တာတဲ့မိသားစုမှာခံစားရပါစေလို့အာပီရဲ့နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးဏိကုံချုပ်ခြင်းနဲ့တခါတော့ငါရှင်သိပ်တကောင်နဲ့မြေကွေးတကောင်အဆွေခင်မွန်းဖွဲ့ပါတယ်တတိယခါမှာရှင်သိပ်ကြီးကမြေကွေးခလေးမွေးလို့တော့ကြည့်ပါတယ်ခွေးဆိုတော့တည်တဲ့အတိုင်းပဲမြေကွေးတွေကခလေးမွေးရင်အများကြီးမွေးတာဟာခွေးကလေးတွေမြေကွေးလေးတွေရှစ်ကောင်လောက်မွေးအဲ့ဒါနဲ့ရှင်သိပ်ကတော့ကြည့် ကြည့်ပြီးတော့သတင်းတွေပါပြီးမေးလက်ဆောင်တွေပါပြီးပြီးပြီးပြန်လာနောက်များမချခင်နောက်နေ့ကျတော့ချင်းသိကြီးလည်းမွေးတယ်ဗျအဲ့ဒါနဲ့မြေကိုရလာကြည့်လာကြည့်တော့ချင်းသိတွေကမွေးရင်တကောင်ပဲမွေးတာများတယ်တကောင်နဲ့ပဲမွေးတယ်အဲ့တော့မြေကိုရလည်းချင်းသိကိုကြည့်ပြီးတော့ခက်တက်တက်ပြန်လာပြောတယ်ဘလို့လဲတော့ဘယင်ကြီးချင်းသိခမရတော့တော့ဘယင်တော့ဖြစ်ပြီမဲ့ခလိမွေးတာနဲလာကြီးလားတကောင်နဲ့အထီးကြံနေတယ် မထိတ်တည်းပြောတော့အဲ့ဒီမှာချန်သိကမြေခွေးကိုသိချကြည့်ပြီစကားတစ်လုံးနဲ့ပြောတယ်အဲ့ဒီစကားလေးကိုသိတဲ့ဘောကြမြေခွေးတဲ့ငါတကောင်နဲ့မွေးတာဒါပေမဲ့တကောင်နဲ့ပြင်မဲ့ချန်သိမင်းကရှစ်ကောင်မွေးတယ်ဒါပေမဲ့မင်းကမြေခွေးမင်းဟောင်လို့တော့မကြောက်ဘူးကွာတော့မတုံဒါပေမဲ့ငါဟင်းရင်တော့တုံတော့သားရဲ့ကြောက်တယ်ကွာငါတကောင်နဲ့ဒါပေမဲ့ချန်သိတယ် နောက်မြေခွေချက်သိပ်ကိုမထိတထိမပြောရတော့ဒီကနေ့ချက်တော်ညီကိုမောင်မသိဟာဖရာရဲ့သားသမီးဖြစ်တယ်သိပ်ကိုလောကကြီးကမထိတထိနေလုတ်တဲ့အရာတွေရှိနိုင်တယ်အဲ့ချိန်မှာသင်ပြန်ပြောရမယ့်စကားသိဟာဖရာသားသမီးဖြစ်တယ်သိဟာအရီလမြို့ကဲ့သို့ဖရာသခင်ချင်းသိဖရာရဲ့ငါနဲ့အတူရှိတယ်အဲ့ဒီဖရာသခင်ရှိနေသူတွေသိကိုဘယ်သူမှဖြိုလဲလို့မရဘူး ယောဂါတွေကဖြိုလဲလို့မရပြဿနာတွေကဖြိုလဲလို့မရမိသားစုမှာရင်ဆိုင်နေတဲ့အခက်အခဲတွေကဖြိုလဲလို့မရဖျားတဲ့ရင်တည်နေတူရှိနေတယ်အဲဒီအတူရှိနေတဲ့ဖျားနဲ့သာသွားပြီးနေ့စဉ်အသက်ရှင်တော်သူများဖြစ်ပါစေအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ God bless you all ကျေးဇူးညားစရာတော့နှစ်ဖန်ညနေမြန်မာစံတော်ချိန်3နာရီခွဲမှာပြန်လည်ပြီးတွေ့ဆုံမှာဖြစ်ပါတယ်ဒီကနေ့ကျေးဇူးသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေငြိမ်သက်ခြင်းရှိပါစေဆုတောင်းကောင်းကြီးခံယူကြပါစို့ ခမီးတော်သားတော်သားရှင်သောဝိညာဉ်တော်သုံးပါးတစ်စုဖျားထံတော်ပါပကောင်းကြီးဖျားဖျားသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သော်လည်းဒီကနေ့မွန်နေ့ကြောက်တဲ့ကိုရသမီးကြီးမတ်ယူပါမြင့်နဲ့တကွမွန်နေ့ရှင်သီးသီးပေါ်သို့သော်လည်းမင်္ဂလာနှစ်ပတ်လည်ကြောက်တော်သူသီးသီးပေါ်သို့သော်လည်းဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရဖို့တော်တော်လည်းငလင်ပြီးသိမ့်ပြီးယနေ့ထိထူထောင်ကြီးအတွက်လိုအပ်နေသေးသောသူများအတွက်ဖျားရှင်ထောက်ပံ့ခြင်းတချို့ပြူလဲပျက်စီးသွားတဲ့အသင်းတော်တွေပြန်လည်တည်ဆောက်နိုင်ခြင်း အဆက်သွယ်ရဆုံနေခြင်းတို့သည်ကြည့်ရှုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့၎င်းကြည့်ရှုနေတဲ့ online ပရိသတ်မှာအဖိုးအဖွားအဖေမေတော်ဦးလေးမိဘညီကိုမောင်မဆရာသမားလူကြီးလူငယ်ခလေးအားလုံးပေါ်တို့၎င်းမြန်မာပြည်နဲ့တစ်ကမ္ဘာလုံးကနေကြည့်ရှုနေတဲ့ဓမ္မပရိသတ်သီးသီးပေါ်တို့ယနေ့မှစ၍ကာလအစဉ်မြဲကောင်းချီးဖြာဖြာတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေညီသက်ချင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့